အားလုံးမင်္ဂလာပါရှင်အလတ်မြန်မာ YouTube channel ရာဆိုရင်တော့မြင်စဉ်အတုံးများတဲ့တရုတ်စကားတွေလုပ်ငန်းဝင်တဲ့တရုတ်စကားတွေကိုတင်ပေးနေသော channel ဖြစ်သောကြောင့်တရုတ်စကားပြောကိုစိတ်ဝင်စားတဲ့ဆိုရင်ကျွန်မရဲ့ channel လေးကို subscribe တစ်ချက်လုပ်ပြီးအားပေးသွားပါလို့တောင်းဆိုပါတယ်ရှင်အခုဗီဒီယိုလေးကတော့ချက်တကောင်လုံးရဲ့အစိပ်ပိုင်းတွေကိုတရုတ်လိုဘယ်လိုပြောရမလဲအတူတူလေ့လာကြည့်ကြရအောင်ချက်သားချက်သားကိုជីရိုချက်သားကိုជីရို ကြီးဆိုတာဒါချက်ကိုပြောတာเนาะ road ဆိုတာဒါချက်သားပေါ့เนาะအဲ့ညမှာဝတ်သားတို့ဘာလဲထည့်ပြလို့ရတယ်เนาะဝတ်သားဆိုရင်ဝတ်ဆိုရင် jew road ဆိုတာအသားအဲ့တော့ jew road ဝတ်သားကိုအခုပြောနေတာချက်သားဖြစ်တဲ့အတွက် jew road ချက်သား jew road ချက်သားချက်ယိုးချက်ယိုးဘယ်လိုပြောမလဲជីကူထုံជីကူထုံជីဆိုတာကချက်ကိုပြောတာပါကူထုံဆိုတာအယူပေါ့เนาะချက်ယိုးပေါ့เนาะ ကြီးကူထုံကြက်ယိုကြီးကူလို့လည်းသုံးလို့ရပါတယ်เนาะဒါတော့အလွယ်ဟိုလိုအတူကောက်ပေါ့เนาะကြီးကူကြက်ယိုကြီးကူထုံလို့လည်းသုံးလို့ရပါတယ်ကြီးဖီကြက်ရီကွန်ကြီးဖီကြက်ရီကွန်ကြီးဆိုတော့ဒါကြက်ပေါ့เนาะဖီဆိုတော့ဒါအရေကွန်ပြောတာပါကြီးဖီကြက်ရီကွန်ဝက်ရီကွန်ဆိုလဲဂျူးဖီဝက်ရီကွန်ပေါ့เนาะကြီးနဲ့ဂျူးနဲ့ပဲကွာသွားပါတယ်เนาะကြီးဖီကြက်ရီကွန်ကြီးဖီကြက်ရီကွန် ကြက်ချေတော့ជីကြောင်ကြက်ချေတော့ជីကြောင်ကြက်ချေတော့ជីဆိုတာဒါကြက်ပေါ့เนาะကြောင်ဆိုတာဒါခြေတော့ကိုပြောတာပါជីကြောင်ကြက်ချေတော့အဲ့လိုပဲဝက်သားမှာလဲကျူးကြောင်ဒါဆိုရင်ဝက်ခြေတော့ပေါ့เนาะကျူးဆိုတာဒါဝက်ကိုပြောတာเนาะကျူးကြောင်ကြက်ဝက်ခြေတော့ជីကြောင်ဆိုရင်ဒါကြက်ခြေတော့ပေါ့เนาะတချို့ကလဲជីကြွားလို့တုံးကြပါတယ်ជីကြွားជីကြောင်တူတူပါပဲ ကြက်နှလုံးဘယ်လိုပြောမလဲကြက်နှလုံးပေါ့နော်ကြက်နှလုံးသေးသေးလေးတွေជីရှင်းကြက်နှလုံးជីရှင်းကြက်နှလုံးជីဆိုတော့ဒါကြက်ပါရှင်းဆိုတော့ဒါနှလုံးကိုပြောတာနော်ជីရှင်းကြက်နှလုံးជីဖေးကြက်အစုပ်ជីဖေးကြက်အစုပ်ជីဆိုတော့ဒါကြက်ပေါ့နော်ဖေးဆိုတော့ဒါအစုပ်ကိုပြောတာပါជីဖေးကြက်အစုပ်ကြက်အသေးជីကန်းကြက်အသေးជីကန်း ကြက်အသေးကြီးဆိုတော့ဒါကြက်ပေါ့နော်ကန်းဆိုတာဒါအသေးကိုပြောတာပေါ့နော်ကြက်အသေးကြီးကန်းကြက်အသေးကြက်အမြင့်ကြက်မြစ်ကဒီကြက်အသေးနဲ့စကားကတိတ်မတိမရေးပဲနော်ကြီးကွန်းဒါကြက်အမြင့်ပေါ့နော်ကြီးကွန်းကြက်အမြင့်တချို့ကလည်းအာနှိတ်ကြံလို့သုံးပါတယ်နှိတ်ကြံအောင်မပြပြမယ်နော်အဲ့ဒါကကြီးကွန်းကြက်အမြင့်ကြက်ဦးကြက်ဦးကိုဘယ်လိုပြောမလဲကြီးချောင်းကြက်ဦးကြီးချောင်းကြက်ဦး ကြက်ကြောကုန်အစားစားတော့ဆိုင်တွေပေါ့နော်ကြက်စီထမင်းဆိုင်တွေပေါ့တော့ပြောတဲ့ခါမှငါကြက်ကြောကုန်စားကြတယ်ပေါ့နော်အဲ့လိုမျိုးဆိုကြက်ကြောသားပေါ့နော်အဲ့လိုမျိုးဆိုရင်ជីပိတ်ကြက်ကြောကုန်ជីပိတ်ကြက်ကြောကုန်ជីဆိုတော့ကြက်ပေါ့နော်ပိတ်ဆိုတာကြောကုန်ပြောတာပါជីပိတ်ကြက်ကြောကုန်ជីထွေကြက်ပေါ့ជីထွေကြက်ပေါ့ជីဆိုတော့ကြက်ပါထွေဆိုတော့ပေါဝင်ပြောတာပါជីထွေကြက်ပေါ့ ကြက်တောင်ပန်းជីချွပန်းကြက်တောင်ပန်းជីချပန်းကြက်တောင်ပန်းကြက်ကလေးစားပေါ့နော်အရင်ကွာဒီအသေးတဲ့အမြစ်တွေမပြောတတ်ဘူးဘာလို့တရုတ်စကားကနည်းနည်းသူကမတိမ်မင်းဖြစ်နေတဲ့ခါကျတော့ဒီစကားကိုပြောကြည့်မယ်နော်ជីနေကြံလွယ်ပါတယ်ဒီစကားပို့ပြီးလွယ်ပါတယ်ဒါကြက်ကလေးစားပေါ့နော်ဒီကြက်ကဝင်းနေတဲ့မှာပါတဲ့ကလေးစားတွေအကုန်လုံးကိုကြက်ကလေးစားလို့ပြောတာနော်ဒီជីနေကြံ ချက်ကလေးစာတချို့ကကလေးစာမစားဘူးเนาะကိုကစားတော့ဆိုင်တစ်ခုသွားတဲ့ခါမှာကိုကကလေးစာတွေမစားခြင်းဘူးဟိုပူယောက်ជីနေကြောင့်ငါချက်ကလေးစာမလိုခြင်းဘူးမစားခြင်းဘူးပေါ့เนาะជីနေကြောင့်ချက်ကလေးစာជីနေကြောင့်ချက်ကလေးစာជីဆိုတော့ဒါချက်ပါနေကြောင့်ဆိုတော့ဒါကလေးစာကိုပြောတာเนาะကလေးစာဘယ်မှာပဲဖြစ်ဖြစ်ဝတ်သားမှာလည်းကလေးစာကိုနေကြောင့်လို့ပြောပါတယ်ကလေးစာမှာသမျှကိုနေကြောင့်လို့သုံးပါတယ်ချက်ဖင်ချက်ဖင်ကို GP ကို ကြက်ဖင် GP ကိုတချို့ကလည်းជីចាំងလို့တော့ပြောလို့ရပါတယ်เนาะជីចាំងကြက်ဖင်မပြောတတ်ဘူးအဲ့ကအဆင်မပြေဘူးဆိုလို့ရှိရင် GP ကိုလို့လည်းသုံးလို့ရပါတယ်ဟိုပူယောက် GP ကိုငါကြက်ဖင်မလို့ခြင်းဘူးဟိုပူယောက်ချ GP ကိုငါကြက်ဖင်မစားခြင်းဘူးကြက်ဖင်ကိုနောက်တစ်မျိုးကជីចាំងလို့လည်းသုံးပါတယ်ကြက်ကောင်းကြက်ကောင်းကိုជីထုံကြက်ကောင်းជីထုံ chắc chỉ số ra đã chắc bọn nó thấu số ra đã không biểu ra ba chỉ thấu chắc cao mui chắc mui ở bên biểu mẹ chỉ máu chắc mui chỉ máu chắc mui chỉ số ra đã chắc bọn nó máu số ra đã mui ở biểu ra ba chỉ máu chắc mui chắc u chỉ tan chắc u chỉ tan chắc u chỉ tan rồi chắc u biểu ra ba ကြီးဆိုတာကကြက်ပေါ့နော်တန်းဆိုတာကဥပါအဲ့တော့ကိုမကိုကဘဲဥလို့ပြောလို့ဆိုလို့မရှိရင်ယတန်းဒါအဓိကတန်းဆိုတာဥကိုပြောတာပါ